မာနိုင်ငံရဲ့အချုပ်အခြာအာဏာနည်းမြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြလဲပါတယ်ဆိုတော့ဒီနေ့စစ်ခွေးတွေကိုဘယ်နိုင်ငံကအထင်ကြီးတယ်လဲအခုတခြားများများမပြောနဲ့နော်တရုတ်ဒေသကအခုမြန်မာနိုင်ငံကိုကြိုက်တယ်လို့ခြေလှယ်နေတာဘာကြောင့်လဲဆိုလို့ရှိရင်ဒီခွေးတွေကြောင့်ဖြစ်တဲ့လူစိတ်မရှိတဲ့အကြမ်းဖက်စစ်တပ်ကတော့လူမဆန်တဲ့လုပ်ရက်ကိုလုပ်ပြီးလုပ်ရင်ထက်လုပ်နေတာအခုဒီနေ့လည်းရေစကြုံမြို့နယ်မှာပြည်သူတဦးကိုခေါင်းဖြတ်တတ်ပြီးတော့တိုင်ကုန်းမှာခေါင်းဆိုက်သွားတဲ့လုပ်ရက်ကိုအကြမ်းဖက်အာဏာသိမ်းစစ်တပ်ကထပ်ပြီးတော့လုပ်ခဲ့လိုက်ပြန်ပြီ အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီကနေ့15ရက်နေ့ရဲ့မနက်ခင်းမှသတင်းထူးမြတ်တဲ့အတူပေါ့နော်နောက်ပိုင်းမှာတော့ဆရာမလူမြေသတင်းလေးနဲ့အတူအစောနှစ်ပုတ်မှာတော့ကျွန်တော်လေးစားတဲ့ကိုစီသတင်းကိုပါစူးစစ်တင်ဆက်ပေးလိုက်ပါရစေသတင်းထူးလေးတွေဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူတူအစောနှစ်လည်းပါကြည့်ချူပွဲတွေကိုဖိတ်ခေါ်လိုက်ပါရစေဒါဆိုကျွန်တော်ဆက်လိုက်အောင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်တာတော့ဟုတ်ကဲ့ပါဘကိုးတိုင်းပတောင်းမြို့နယ်မှာစစ်ကူအင်အားရာပေါင်းများစွာတဲ့ခုခံနေတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့ညောင်ကျိုးတက်စကန်ကြီးကိုအရခတတော်အေအေနဲ့ PDF ပူပေါင်းတက်တွေကအပိတသိမ့်ပိုက်လိုက်ပြီးလို့တော်လိုင်းရင်တရင်ရှိမိကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အရခတတော်အေအေနဲ့ PDF ပူပေါင်းတက်တွေထုတ်ပေါက်ဝင်ရောက်နေတဲ့ဘကိုးတိုင်းပတောင်းမြို့နယ်ကစစ်ကောင်စီရဲ့ညောင်ကျိုးတက်စကန်ကြီးမှာစစ်တပ်ကစစ်ကူအင်အားရာပေါင်းများစွာတဲ့ခုခံခဲ့ပြီးမြဲအေအေနဲ့ PDF ပူပေါင်းတက်တွေရဲ့ထိုးစစ်ကိုမခံနိုင်ပဲသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေအမြောက်များနဲ့ မက်လာစတရနီကတည်းကအကြီးအကျယ်ရှုံ့နှိမ်သွားရပြီးစစ်သားတွေအကုန်လုံးထွက်ပြေးနေကြတာဖြစ်သလိုအခုတော့စကန်တစ်ခုလုံးကိုအာရကတ်တော်အေးနဲ့ PDF ပူပေါင်းတက်တွေကတိမ့်ပိုက်ရရှိသွားပြီလို့တော်လိုင်းရင်သတင်းရှင်းမြစ်ကပြောထားပါတယ်ဒီလိုအချက်ပတ်စကောင်စီရဲ့ညောင်ကျိုးတစကန်ကြီးကိုတိမ့်ပိုက်ရရှိထားတဲ့အကြောင်းနဲ့ပတ်သက်ပြီးအာရကတ်တော်အေးပြောခွင့်ရဥခိုင်ဒုက္ခကိုဆက်သွယ်မြင့်မြန်ထားပေမဲ့အဆက်သွယ်မရသေးပါဘူးဒီအကြောင်းနဲ့ပတ်သက်ပြီး ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲကနေစစ်ကောင်စီဘက်ကတည်တဲ့သူတွေများတဲ့အကြောင်းနဲ့အရှင်ဖန်းစီရမိထားတဲ့သူတွေလည်းရှိထားတာတွေအပြင်လက်နက်ခဲယံတွေကိုပါအေနဲ့ PDF ပူပေါင်းတပ်တွေကတင်းစီရရှိထားတဲ့အကြောင်းကိုသိထားရသလိုတပတ်ကသတင်းမီဒီယာအသီးသီးမှလည်းဖော်ပြနေကြပါတယ်အချက်ဖတ်စစ်ကောင်စီကတော့အရခတော်အေနဲ့ PDF ပူပေါင်းတပ်တွေဘကိုးတိုင်းအတွင်းစတင်ထိုးပေါက်လာတဲ့အချိန်ကလေးကစစ်အင်အားအမြောက်အများနဲ့ခံစစ်ပြင်ပြီးအသေးအတန်ခုခံနေပြီမဲ့သူတို့စစ်တပ်ဘက်ကသာအကြီးအကျယ်အထိနာပြီးရှုံနေနေသလိုအရခတော်အေနဲ့ PDF ပူပေါင်းတပ်တွေဟာ အကိုတိုင်းတဲ့ကမိုးထီတောင်တက်စကန်ကြီးကိုလည်းတိမ့်ပိုက်ရရှိထားပြီးဖြစ်တဲ့အပြင်အခုတကားညောင်ကျိုးတက်စကန်ကြီးဟာဘကိုးတိုင်းအတွင်ဒုတိယအမြောက်တိမ့်ပိုက်ရရှိတဲ့စေကောင်းစီတက်စကန်ကြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာကောင်းလိုက်တဲ့တည်ရှင်းပြပြတပတ်မှာတော့ရှမ်းမြောင်ဒေသမှာ TNN နဲ့ KIA အောက်ခြေတပ်တွေအကြားအငင်းပွားမှုတချို့ရှိနေတာဟာနှစ်ဖက်တွဲစုံတိုင်းလိုက်ရင်ပြည်လဲသွားမှာဖြစ်တဲ့အတွက် UNG ကကူညီဖို့အသင့်ရှိနေတယ်လို့ကန့်လန့်လိုက်ပြီး လက်ရှိမှာဆက်အာနာရှင်ကြရှုံးမှုနဲ့တနိုင်ငံလုံးလွတ်မြောက်ဖို့လက်တကန်းသာလိုတော့တာကိုလည်းတတိပြုကြဖို့အယုံကြီးကတိုက်တွန်းထောက်ပါလေလက်ရှိရှမ်းမြောက်ဒေသမှာ TNL နဲ့ KIA အောက်ခြေတပ်တွေအကြားမြေပြင်အငင်းပွားမှုတချို့ရှိနေတာဟာဒေသခံပြည်သူတွေတင်မကနွေဦးတော်လိုင်းအိမ်မှာပါဝင်နေတဲ့ပြည်သူလူထုတရက်လုံးဂျမ်းမှာပါစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေသလိုဒီလိုနှစ်ဖက်အငင်းပွားမှုတွေဟာလေနိုင်ငံရေးနီးလက်နဲ့နှစ်ဖက်တွဲဆုံညှိနှိုင်းလိုက်ရင်ပြည်လဲသွားမှာဖြစ်တဲ့အတွက်အယုံကြီးအနေနဲ့ကုညီဖို့အသင့်ရှိနေတယ်လို့ဒီကနေ့မတ်လ14ရက်နေ့မှာပဲတရားဝင်ထုတ်ပြန်လိုက်ပါတယ် လက်ရှိတော်လိုင်းအဖွဲ့အစည်းအလုံးဟာပြည်သူလူထုရဲ့လူအင်ဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းနေကြတဲ့သူတွေဖြစ်တဲ့အတွက်အခုလိုအချင်းချင်းကြားအငင်းပွားမှုတွေကြောင့်ပြည်သူတွေရဲ့စိုးရိမ်တောကတွေဆက်ပြီးမဖြစ်ရအောင် AMG အနေနဲ့ကူညီဖို့အသင့်ရှိနေလို့လက်ရှိမှာလည်းနှစ်ဖက်အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေကနေဒါကိုမိဖက်ပဋိပက္ခအဖြစ်သာရှုမြင်ပြီးနိုင်ငံရေးနည်းနဲ့သာဖြည့်ရှင်းမယ်ဆိုတဲ့တန်ဋိဌာန်ချမှတ်ထားတဲ့အကြောင်းကိုပါသိရတဲ့အတွက်လည်းအထူးပင်ကြိုဆိုပါတယ်လို့ AMG ကထုတ်ပြန်ထားပါသေးတယ်။တစ်ဖက်မှာတော့အချမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်ဝန်အဖက်ဖက်ကရှုံ့နှိမ့်မှုတွေကြားမှာ ဒေါ်လာရင်းတက်တွေကြားတက်ရှို့သွေးခွဲရေးဟာသူတို့ရဲ့မဟာဗျူဟာဖြစ်တယ်ဆိုတာကိုလည်းတတိပြုဖို့လိုအပ်တယ်လို့အန်ဂျီကတိုက်တွန်းထားသလိုလက်ရှိအခြေအနေဟာနိုင်ငံတော်ကဒေါ်လာရင်းအင်အားစုတွေရဲ့ဟန်ချက်ညင်ညီကြိုးပမ်းမှုတွေကြောင့်အခုဆိုရင်ဒေတာအလိုက်အကြပ်ဖက်စကောင်စီကင်းစင်နေမြေတွေကြက်ကြဲပြန့်ပြန့်ပေါ်ပေါက်လာခဲ့တဲ့အပြင်ဆရာနာရှင်ကြာဆုံးမှုနဲ့တနိုင်ငံလုံးလွတ်မြောက်ဖို့ဆိုတာလက်တကန်းသာလိုတော့တဲ့အချိန်ကိုရောက်နေပြီဆိုတာကိုလည်းတတိပြုဖို့အန်ဂျီကတိုက်တွန်းထားပါသေးတယ်ခင်ဗျာဟုတ်တယ်ဗျာတဖက်မှာတော့ချင်းမီနယ်က plan မြို့ကိုအပိတ်သက်သိမ်းယူနိုင်မှုအတွက် တော်လိုင်းပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေတဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်သားဒီကိုပါအရှင်ဖန်းစီရမိထားပြန်တဲ့အပြင်လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားပြန်တယ်လို့ချင်းညီနောင်စစ်စင်ရေးတာဝန်ရှိသူတို့ကရင်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိမှာတော့ဖလန်းမျိုးကိုအပြည့်အစုံသိမ်းပိုက်နိုင်ဖို့အတွက်မတ်လ17ရက်နေ့ကစပြီးချင်းညီနောင်စစ်စင်ရေးအဖြစ်တော်လိုင်းရေးပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့စစ်ကောင်စီရဲ့လက်ကျန်ခလာယာ268တရင်ကိုပါအပြည့်အစုံသိမ်းပိုက်နိုင်ဖို့တိုက်ခိုက်နေပြီဆိုပါတယ် ဲ့ဒီတပ်ပွဲတွင်တော်လန်ကြီးတပ်တွေကစစ်ကောင်စီတပ်သားတွေကိုအရှင်ဖမ်းဆီးရမိထားတာတွေလက်ရှိသလိုလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားပြီးစစ်ကောင်စီဘက်ကတော့ဖလန်းမျိုးကိုလက်မလွတ်ရရေးအတွက် Jet Fighter လေယာဉ်နဲ့ဝိုင်းတွဲလေယာဉ်တွေပါအသုံးပြုပြီးအပြင်းအထန်ဘုံကျဲခုခံနေတယ်ဆိုပါလေလက်ရှိမှာတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေသလိုစစ်ကောင်စီဘက်ကတော့တော်တော်ကိုအထိနာနေပြီးလေကြောင်းပစ်ကူတွေနဲ့ Dreset ဘုံကျဲတိုက်ခိုက်နေတဲ့ကြားကပဲတော်လန်ကြီးပူပေါင်းတပ်တွေကဖလန်းမျိုးကိုအပိတသိမ့်ပိုက်နိုင်မှုအတွက်အကြီးကျယ်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါပါတယ်ခင်ဗျ ရှေပဲဗျာနော်အားပေးရမယ်အချမ်းပါစစ်ကောင်စီတက်ကမကွေးနဲ့တနုဘျူးမြို့နယ်တွေမှာလူငယ်တွေကိုစစ်မှုထမ်းစင်ခေါ်စားတော့မပေးတော့ပဲအင်တိုင်းရန်ရောက်လိုက်လံဖက်စီပြီးစစ်တင်နန်းကျောင်းတွေကိုတခါတည်းပို့နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်မရန်တဖက်မှာတော့အာခတတော်အင်းနဲ့ PDF ပူပေါင်းတက်တွေဟာဘကိုးတိုင်းကဗတောင်းမြို့နယ်အတွင်းအထိထိုးပေါက်ဝင်ရောက်နေပြီးအချမ်းပါစစ်ကောင်စီတက်နဲ့အပြင်းထန်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာပဲ ပထောင်မြို့နယ်ထုံးပိုမြို့အဝင်မှာအချမ်းဖက်စကောင်စီတပ်နဲ့ရဲတွေကစစ်စေးရေးဂိတ်ဖွင့်ပြီးတော့လုံခြုံရေးအကြောင်းပြပြီးကားတစီကိုငွေကျပ်နှစ်သိန်းအထိတောင်းရန်နေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့အရခတတော်အင်းနဲ့ PDF ပုံတက်တွေဟာအကိုတိုင်းကပထောင်မြို့နယ်အတွင်းထိထိုးဖောက်ဝင်ရောက်နေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေနဲ့နောက်ပြန်တက်ဆုံနေရတဲ့အခြေအနေတွေသာဖြစ်နေတယ်လို့ဆိုပါတယ်အဲ့ဒီလိုပထောင်မြို့နယ်အတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်တစ်ဖက်မှာတော့ပထောင်မြို့နယ်ထဲမှာရှိတဲ့ထုံးပိုမြို့အဝင်မှာ အကြံဖက်စကောက်စီတက်တဲ့ရဲတွေကစစ်စေးရေးဂိတ်ဖွင့်ပြီးတော့လုံခြုံရေးအကြောင်းပြချက်နဲ့ပဲခရီးသွားတွေကိုအကြောင်းမဲ့ဖမ်းဆီးပြီးကားတစီကိုငွေကျပ်နှစ်သိန်းအထိအတင်းအဓမ္မတောင်းရန်တာတွေလုပ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တစ်ဖက်မှာတော့အဲ့ဒီဘကိုးတိုင်းဗရောင်းမြို့နယ်နဲ့အုတ်ရှိပင်မြို့နယ်တွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွေ့အရခတတော် A နဲ့ PDF ပူးပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲအကြံဖက်စကောက်စီဘက်ကတော်တော်ကိုအထိနာနေသလို့ ဲ့ဒီရှေ့တန်းစစ်မြေးပြင်းတွေစီစစ်ကူတွေပါတောင်းရှောက်ပို့နေရပြီမြို့ပေါ်တွေ့ပါပါလုံကြုံရဲတွေအထူးတင်းကျပ်ထားတဲ့အခြေအနေဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာစစ်ကောင်စီကတော့ရုံမာတဲ့ရုံမာတယ်ဗောနော်ဆိုတော့ရုံမာတဲ့လူတွေကမကြခင်ကြာရှုံးမှာတေချာတယ်အဲဒါကြောင့်ဗောနော်ကျွန်တော်တို့ပြိပကဖြစ်နေတဲ့ KNA နဲ့ TNA တို့လည်းတဖွဲ့တွေရလေပေါ့နော်ဒီအပ္ပိခါကိုအမြန်ဆုံးခြုံငင်အောင်လို့ညှိနှိုင်းမှုတွေလုပ်ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုမျက်နှာကိုကြည့်ပြီးတော့ပါပေါ့နော်ဆောင်ရွက်ပေးကြပါလို့ကျွန်တော်ရင်းနေမိသားရခံပါတယ် ကျွန်တော်ကျွန်တော်တို့မြေပြန့်သတင်းလေးဆိုတော့တော်တော်လေးကောင်းတာပေါ့နော်ကျွန်တော်တို့နေတိုင်းမှာကတိုက်ပွဲတွေဖြစ်နေတယ်တိုက်ပွဲတွေဖြစ်တိုင်းလည်းကျွန်တော်တို့ကအောင်မြင်မှုတွေရနေတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကြည့်ရတာခွန်အားရပါတယ်ဆိုတော့ကျွန်တော်ညီကောင်မများများနေနေလေပေါ့နော်ဒရင်လေးကိုနားဆင်ပြီးတဲ့နောက်ခွန်အားရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဆိုရှင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်ကျွန်တော်ဆီယမ်မနိုမီရဲ့ဗီဒီယိုဖိုင်ကိုကြည့်လိုက်အောင်။ဒီဗီဒီယိုဖိုင်ထဲမှာဇွန်မေလုံးကဘာတွေပြောထားလဲဆိုတာကိုကြည့်နေပါတော့။အဲနောက်မှာဆီယမ်မပြောထားတဲ့စကားလုံးလားလေးတွေကိုကျွန်တော်နားထောင်လိုက်အောင်။အိန္ဒိယနိုင်ငံမှာရှိတဲ့နိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေး လိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြောင်းအောင်မလုပ်သင့်ဘူးဆိုတာပြောကြလို့ပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြလို့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အတိပေးသင့်တာတွေပြောဆိုသင့်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြလို့ပါလေအခုသူပြောသွားတဲ့ကိစ္စကဘာကြောင့်ပြောတယ်လဲဆိုတော့အခုကျွန်တော်နားထောင်ကြည့်အောင်နော်စကိုင်းတိုင်းမှာရှိတဲ့အိန္ဒိယနေဆက်နားမှာရှိတဲ့မြို့ရွာတွေနဲ့ပတ်သက်ပြီးတော့အခုနည်းနည်းလေးပြဿနာဖြစ်တယ် ဒီချင်းအမျိုးသားနဲ့မှလည်းမီဇိုရမ်အမတ်ကချင်းအမျိုးသားနဲ့ကိုလာပြီးမှချင်းပြည်နယ်ကမီဇိုရမ်နဲ့ပေါင်းဖို့ရန်အတွက်သူလာပြောသွားတယ်။အဲ့ဆက်တခုပြလို့ရှိရင်အခုဒီမတ်လ10ရက်နေ့တော့ဒီကွန်မဏီဘူလွတ်တော်ကသူတို့ရဲ့ဒီအထက်လွတ်တော်မှာဆွေးနွေးတဲ့အရာတခုလုပ်ခဲ့တယ်။အားပါလေဆိုတော့ဒီစကိုင်းတိုင်းရဲ့ကဘောကြိုင်ဝိုင်းပေါ့နော်ဒီတမူးတို့ကလေးတို့မင်းကင်းတို့ဟာဆိုလို့ရှိရင်ဒီမဏီဘူနဲ့တက်ဆိုင်တဲ့ ်နေရာဖြစ်တယ်ဆိုတဲ့အကြောင်းသူတို့ပြောခဲ့တယ်ဆိုတော့အခုအဲ့စာဒီမနီပူနဲ့တက်ဆိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီမနီပူရဲ့ပြည်နယ်ကိုထည့်ပေးဖို့ရာအတွက်အိန္ဒိယအစိုးရနဲ့စကားပြောခဲ့တယ်လို့ပြောတယ်ဆိုတော့အခုဒီကဘောကြိုင်ဟာစပေးအခြေလျားနဲ့ဆိုလို့ရှိရင်1200နေရာနဲ့30 အကျယ်ဝင်းရှိတယ်လို့ပြောတယ်ဆိုတော့အဲ့ဒီအကျယ်ဝင်းကိုလွန်ခဲ့တဲ့1826ခုနှစ်မှာရန်နပိုစာချုပ်ကိုချုပ်ခဲ့တယ်1834ခုနှစ်မှာကျတော့ကဘောကြိုက်ဝမ်သဘောတူညီချက်ကိုသူတို့စာချုပ်ချုပ်ဆိုခဲ့တယ်ဆိုတော့အခုဒီမနီပူတွေကဟိုးလွန်ခဲ့တဲ့ကိုလိုနီခေတ်ကဘောကြိုက်ဝမ်တမိုင်းတွေကိုပြန်ပြောလာခဲ့တယ်ပေါ့နော်1453သုံးကတော့ဒီကဘောကြိုက်ဝမ်တွေဟာမနီပူရဲ့မြို့ရွာတွေဖြစ်တယ်နော်ဘာလဲအိန္ဒိယနိုင်ငံရဲ့ပထမဝန်ကြီးဖြစ်တဲ့နေရိုးက ဥနုနဲ့တွေ့တဲ့အခါမှာလက်ဆောင်အနေနဲ့1953ခုမှာပေးခဲ့တယ်ပေးခဲ့တယ်ဆိုပေမဲ့ဒီကဘောကြိုက်ဝမ်းတွေအတွက်မြန်မာနိုင်ငံအစိုးရတွေကမနီပူအစိုးရတွေကိုတလကိုအိန္ဒိယရူပီ900 900 900အဲ့လိုမျိုးပေးဆောင်ရတယ်။ဒါပေမဲ့ဒီမနီပူတွေကအိန္ဒိယတွေနဲ့ပေါင်းပြီးသွားတဲ့အခါမှာကျတော့1953ခုနှစ်ကနေစပြီးမြန်မာနိုင်ငံက တလားကိုအိန္ဒိယရူပီ900 900ပေးဆောင်တဲ့ဥစ္စာကိုနားလိုက်တယ်ဆိုတော့အခုဒီမနီပူအမတ်ကဘာဒီပြောလာတယ်လေဆိုတော့အခုကျတော့မြန်မာနိုင်ငံမှာရွေးချယ်ဆရာတို့ခုရှိတယ်ဒီကဘောကြိုက်ဝမ်းနဲ့ပတ်သက်ပြီးတော့တစ်အချက်ကအိန္ဒိယအစိုးရတွေကသူတို့နဲ့သက်ဆိုင်တဲ့ဒီကဘောကြိုက်ဝမ်းကိုမြန်မာအစိုးရတွေစီကနဲ့ပြန်ယူပြီးမှမနီပူပြည်နယ်ကိုပြန်ပေါင်းဆက်ပေးပါတကယ်လို့ဒီဥစ္စာကိုမပေါင်းနိုင်ဘူးเนาะဒီကဘောကြိုက်ဝမ်းကမြန်မာတွေပဲယူမယ်ဆိုလို့ရှိရင်တော့1953ခုနှစ်ကနေမှစပြီးမှဒီအခု2020 ငါအခုဒီနေ့ရောက်ရှိတဲ့နေ့အချိန်အထိတလကို900 900ပေးဆက်မဲ့အကျွေးတွေကိုပြန်ပေးပါဆိုတဲ့အရာကိုတောင်းဆိုလာတယ်။ဒီဥစ္စာကိုတို့တောင်းဆိုလာတယ်နော်။အခုတမိုးတွေဆိုလို့ရှိရင်အခုမနီပူနဲ့ကိုက်ရက်ဖြစ်တယ်။ဒါကြောင့်မနီပူတွေကတော့အခုဒီတမိုးတွေကလေးတွေကိုတောင်းတယ်။ပြီးလို့ရှိရင်မြန်မာနိုင်ငံချင်းနဲ့အိန္ဒိယချင်းကမြစ်တစ်ခုပဲချတာ။ဆိုတော့အခုတို့ကတော့ဒီမြန်မာနိုင်ငံကချင်းတွေကိုအိန္ဒိယနိုင်ငံကချင်းပြည်နေနဲ့ပေါင်းပါဆိုပြီးမှဒီမီဇိုရမ်အိန္ဒိယချင်းအမတ်ကနေမှအခုမြန်မာနိုင်ငံမှာရှိတဲ့ ချင်းတွေကိုလာပြောတယ်အခုဒီတမိုးဘက်မှာလဲမနီပူနဲ့နိဆန်နေတဲ့တမိုးတွေကိုကပိုးချိုင်ဝိုင်းတွေကိုဒါဟာငရုရဲ့နေရာဖြစ်တယ်ဟိုးအရင်ကတည်းကငရုရဲ့နေရာဖြစ်တယ်ဒါပေမဲ့ဒီကပိုးချိုင်ဝိုင်းကိုငရုလိုချင်တယ်ငရုကိုဒီကပိုးချိုင်ဝိုင်းပြန်ပေးမလားမပေးဘူးဆိုလို့ရှိရင်တော့လုံခဲ့တဲ့အချိန်မှာနင်တို့ငရုကိုတလကို900ပေးခဲ့တယ်အဲဒါပေမဲ့နင်တို့က1900နဲ့53ကနေမှနားလိုက်တဲ့အတွက်ကြောင့်1953ကနေမှဒီနေ့ဒီရဲ့အချိန်အထိ ေးဆိုင်ရမယ်တလကို900သွင်းရမယ်ပက်ဆန်တွေကိုပြန်ပေးပါဆိုမှတောင်းဆိုတယ်ဆိုတော့ဒီနေ့ကျွန်တော်မြန်မာနိုင်ငံကိုဖိတ်စားအောင်လုပ်ခဲ့တာကဘာတူလဲစစ်ခွေးတွေဖြစ်တယ် အခုတရုတ်တွေကကျတော့မြန်မာနိုင်ငံကိုတိုက်တယ်လို့အခုတရုတ်နိုင်ငံသားဝင်ကြီးလာတယ်ဒါဘာလာလုပ်တယ်လဲဆိုတော့မြန်မာနိုင်ငံငင်းချမ်းဖို့ရန်အတွက်စစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲတွေကိုလာထောက်ခံတဲ့ပုံစံနဲ့တို့လာပြောသွားတဲ့အခါမှာစစ်ခွေးတွေလုံးမဲ့အုပ်ဆောင်ကိုတို့ထောက်ခံမှာငါတို့မြန်မာနိုင်ငံကရွေးကောက်ပွဲလုပ်လို့ရမလားအရင်တော့ကကျတော့ရွေးကောက်ပွဲတွေလုပ်ခဲ့တဲ့အခါမှာဘယ်သူမှနင်တို့ဘက်ကငါတို့ပါတယ်နင်တို့ရဲ့ရွေးကောက်ပွဲဖြစ်မြောက်လာဖို့ရန်အတွက်ငါတို့တွေပါဝင်ပေးမယ်ငါတို့ဆောင်ရွက်ပေးမယ်တော့ဘယ်သူမှမပြောဘူးအခုဘာမှမတတ်တဲ့ခွေးတွေလူနေရမှာထိုင်လာတဲ့အခါမှာဟိုနိုင်ငံကလည်း ဝန်ဆွဖက်လာတယ်ဒီနိုင်ငံကလည်းဝန်ဆွဖက်လာတယ်ဒါကိုအခုဇော်မဲလုံးကနေပါပြောလဲအခုအိန္ဒိယနိုင်ငံဘက်ကိုရောက်နေတဲ့ကျွန်တော်တော်လာရဲဒီကြောင်းအခုမီဇိုရမ်တို့ဒီမနီပူတွေကအခုတို့နဲ့သက်ဆိုင်တဲ့နေရာကိုလာယူတယ်ဆိုတဲ့ပုံစံနဲ့အခုဇော်မဲလုံးပြောတာဖြစ်တယ်လုံးဝဘာမှမဆိုင်ဘူးဒီနေ့ကျွန်တော်တော်လာရဲဒီမြန်မာနိုင်ငံကိုဖိအောင်သွားတဲ့ဘေးတော်လာရဲတယောက်မှမရှိဘူးမြန်မာနိုင်ငံကိုဖိအောင်တာတွေနင်းတို့ခွေးတွေပဲဖြစ်တယ်ခွေးချဖို့ကနေမှရုရှားတွေဘယ်လိုရုစ်တွေတွားတယ် တို့ဘက်ကနေလက်နက်ပေးမယ်လက်နက်ပေးတဲ့အခါမှာကျတော့ဒီနေ့ကျွားတို့မြန်မာနိုင်ငံအခုတဝယ်မှာရှိတဲ့ကျွားတို့စစ်ပွဲရေးကိုရုရှားတွေကိုရောင်းခဲ့တယ်ဘလောက်ထိရောင်းခဲ့တယ်ဆိုတော့ကျွားတို့မသိဘူးအခုကျွားတို့တော်လာရဲတွေအုပ်ချုပ်ထားတဲ့နော်ဆိုမိုးထားတဲ့နေရာမှာရှိတဲ့အာဒီတွင်းထွက်ပစ္စည်းတွေရှိတဲ့နေရာကိုရုရှားနဲ့ဘယ်လာရုစ်တွေကိုရောင်းစားထားတယ်ဆိုတာလေအခုနော်တည်င်းတွေထွက်နေပြီဒါတွေကိုကြည့်ချင်တဲ့အပြင်မြန်မာနိုင်ငံကိုဖဲ့ရောင်းနေတာဟာကျွားတို့တော်လာရဲတွေလားနင့်တို့ခွေးတွေလားဆိုတော့သိရမယ်အခုအိန္ဒိယချင်းဖြစ်တဲ့မီဇိုရမ်ကအမတ်ကအိန္ဒိယတွေကိုလာပေါင်းဖို့ဖိတ်ခေါ်တဲ့အခါမှာ နင့်တို့ကိုဂရုမစိုက်လို့နင့်တို့ကြောင့်ဒီနေ့ကျတော့မြန်မာနိုင်ငံဟာမျက်နှာငယ်ရတယ်သူများတွေဒီလိုမျိုးလာခေါ်တယ်ကျတော့စာတင်ခဲ့ရတဲ့အချိန်မှာဒီကဘောကြိုင်ဝါဟာကျတော့မြန်မာနိုင်ငံနဲ့တက်ဆိုင်တယ်လို့ပဲထင်ခဲ့တယ်ဒါပေမဲ့အခုနင့်တို့စစ်ခွေးတွေကြောင့်ဒီကဘောကြိုင်ဝါဟာအခုမနီပူတွေတောင်းလာပြီနင့်တို့ပြည်နယ်ပေးမလားပတ်ဆိုင်ရောမလားနော်ဆိုတော့1953ကနေမှ2000နဲ့25အထိဆိုလို့ရှိရင်တလကိုရူပီ900ဆိုလို့ရှိရင်900ပဲဖြစ်မလား 1953က500ဆိုတာဟာနေတဲ့ပတ်စံမဟုတ်ဘူးเนาะဆိုတော့အခုကျမတို့တလကိုရူပီ900ပေးမယ်ဆိုလို့ရှိရင်ဈေးနှုန်းအတိအကျဒီနေ့လေရူပီ900ပေးပေးရမလားဒါမှမဟုတ်လို့ရှိရင်အရင်တော့ကဒီ1953ခုနှစ်တုန်းကရူပီကိုဒီနေ့ပတ်စံနဲ့ပြန်ချိန်ပြီးမှပေးရမလားဒီဆိုလို့ရှိရင်ကျမတို့ဘလောက်အထိအကျွေးတင်တွားပြီလဲသူများတွေဒီလိုမျိုးလောက်လာတယ်ဆိုတာဟာကိုယ့်ရဲ့နိုင်ငံကအထင်သေးစရာအမြင့်သေးစရာဖြစ်လာတဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်လာတာဆိုတော့ဒီနေ့စစ်ခွေးတွေကိုဘယ်နိုင်ငံကအထင်ကြီးတယ်လဲ အခုတခြားများများမပြောနဲ့နော်တရုတ်ဒေသကအခုမြန်မာနိုင်ငံကိုကြိုက်တယ်လို့ခြေလှယ်နေတာဘာကြောင့်လဲဆိုလို့ရှိရင်ဒီခွေးတွေကြောင့်ဖြစ်တဲ့ဟိုးအရင်ကတည်းကနေလေကျမတို့မြန်မာနိုင်ငံဟာတရုတ်ဒီနဲ့မကင်းတာတေးချပါတယ်ဒါပေမဲ့ဘေးအချိန်တော့အခါမှမှတရုတ်ဒီရဲ့လက်ညှိုးညွန်ရာကိုကျမတို့မတော်ခဲ့ဘူးတရုတ်ဒီနဲ့ကျမတို့ပနာစားခဲ့တယ်ဆိုပေမဲ့သူ့အကန့်အသတ်အတူရှိတယ်အခုကြာမှာပဲတရုတ်ဒီရှင်ဆိုရှင်တရုတ်ဒီတေးဆိုတေးရတဲ့ဘဝကိုရောက်လာတာဟာနင်းတို့စစ်ခွေးတွေကြောင့်ဖြစ်တဲ့အခုကြာမှာပဲဒီဆိုမဲလင်ကနေမှအိန္ဒိယကြီးကနေအဲ့လိုလုပ်တဲ့ဥစ္စာကို နိုင်ငံရေးသမားတွေလုပ်တယ်ဆိုတဲ့ပုံစံနဲ့သူပြောနေတယ်ဒါကြောင့်မို့ပဲကိုယ့်ရဲ့နိုင်ငံရေးကိုပဲကြည့်ပြီးမှဒီနိုင်ငံရဲ့ဆက်ဆံရေးကိုပြတ်ပြတ်အောင်မလုပ်ပါနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နေမြေပိုင်ဆိုင်မှုကိုလေးစားရမယ်လို့ပြောတယ်ဆိုတော့ခဏတော့ပြောသလိုကျွန်တော်တို့ဘေးတော်လာရေးကမှဘေးနေမြေမြန်မာနိုင်ငံရဲ့နေမြေမပြောနဲ့မြန်မာနိုင်ငံရဲ့တွင်းထွက်ပစ္စည်းတစ်ခုကိုတောင်မှရောင်းစားတာမရှိဘူးဒါကြောင့်မို့လေဒီစစ်ခွေးတွေကလည်းတခုကလူကောင်းကိုလာညိုးသလိုဖြစ်နေတယ်နည်းနည်းလေးစဉ်းစားကြအောင်နော်စစ်ခွေးတွေတိတ်မပြောချင်ဘူး โอเคပါဒါတော့ဆ iam နိုမေတတင်းလေးပဲဖြစ်တာပေါ့နော်ဆ iam နိုမေစုံမတော့တော့အယောင်လာပါတယ်ဆိုတော့ဇွန်မဲလုံးရဲ့စကားပေါ်မှာမူတီရောမှာတလုံးချင်းစီပြန်လဲခြေပသွားပြီးတော့ပေါ့နော်ကျွန်တော်အချက်လက်လေးနဲ့ရှင်းပြရတယ်ဆိုတဲ့အတွက်ပေါ့နော်ကျွန်တော်တို့အတွက်ဘူရာလည်းရတယ်လို့ကျွန်တော်ခန်းစားမိပါတယ်အဲဒါကြောင့်ပေါ့နော်ကျွန်တော်ညီကောင်မမအနေနဲ့လည်းဘူရာရခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုမမရခဲ့ပြီပါအောင်ဒါဆိုရှင်ကျွန်တော်နောက်ဆုံးတစ်ပုတ်အနေနဲ့ကျွန်တော်လေးစားတဲ့ကိုစီရဲ့တတင်းလေးကိုကြည့်လိုက်အောင်ဒီရဲ့တတင်းလေးကတော့ကျွန်တော်တို့ပြည်သူလူထုကိုပေါ့နော်ရေဆက်ဆက်နဲ့တပ်ဖြတ်ထားတဲ့စစ်ခွေးတွေရဲ့ သတင်းလေးဖြစ်တာပေါ့နော်ကျွန်တော်တို့အားလုံးကြည့်တဲ့သတင်းလေးမျိုးကျွန်တော်တို့အဆုံးထိကြည့်လိုက်အောင်လူစိတ်မရှိတဲ့အကြမ်းဖက်စစ်တပ်ကတော့လူမဆန်တဲ့လှုပ်ရက်ကိုလှုပ်ပြီးလှုပ်ရင်ထက်လှုပ်နေတယ်အခုဒီနေ့လေရေစကြုံမြို့နယ်မှာပြည်သူတဦးကိုခေါင်းဖြတ်တက်ပြီးတော့တိုင်ကုန်းမှာခေါင်းဆိုက်သွားတဲ့လှုပ်ရက်ကိုအကြမ်းဖက်အာဏာသိမ်းစစ်တပ်ကထပ်ပြီးတော့လှုပ်ခဲလိုက်ပြန်ပြီနော်ဒီသတင်းလေးကိုကျွန်တော်ဖတ်ကြမယ်ပြီးမှစကားပြောပါမယ်မကွေးတိုင်းရေစကြုံမြို့နယ်တာကောင်ရွာမရွာနယ်အကြမ်းဖက်စစ်တပ်ကပြည်သူတဦးကိုခေါင်းဖြတ်ပြီး ခေါင်းကိုငုတ်တိုက်ပြီးစိုက်ခဲ့တာပြည်သူ6ဦးရဲ့ရုပ်အလောင်းများထပ်မံတွေ့ရှိရတဲ့ပြင်စစ်တပ်၏တပ်ဖြတ်မှုခံရတော့ပြည်သူ18ဦးရှိတာကြောင့်ရေစကြိုတောင်းရှင်း info comedy အဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တသတင်းဌာနထံပြောဆိုမတ်လ9ရက်နေ့မှ12ရက်နေ့ထိရေစကြိုမြို့နယ်တာခေါင်ရွာမှကြေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တောင်းထိုးဝင်ရောက်စီးနင်းခဲ့ကြောင်းစစ်တောင်းထွက်ခွာသွားပြီးနောက်ပြည်သူများကကြေးရွာအတွင်ပြန်လည်ဝင်ရောက်ချိန်တွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှိမ့်ဆက်မိရှို့တပ်ဖြတ်ခဲ့တော့ပြည်သူ18ဦးရုံလောင်းကိုတပြေးပြေးတွေ့ရှိလာရကြောင်းသိရှိရသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများဒီတာကောင်လေးရွာမှာအသက်65နှစ်အရွယ်ဦးချင်းမောင်ကိုခေါင်းဖြတ်ပြီးမိချို့ထားတော့ခေါင်းကိုမုတ်တိုင်တစ်ခုပေါ်တွင်တင်ထားခဲ့ကြောင်းတာကောင်ရွာမှာရွာမှာအသက်52နှစ်အရွယ်ဦးတန်းမင်းလိုင်ကိုလည်းနှိပ်စက်တက်ဖြတ်ပြီးရုပ်လောင်းကိုမြင်မြုပ်ခဲ့ကြောင်းသိရှိရတယ်။ထို့ပြင်စစ်ကြောင်း ကြေးရွာအတွင်ဝင်ရောက်လာစေသည်နဲ့တိမ်းချောင်နိုင်ခြင်းမရှိဘဲနေအိမ်တွင်ကြံရစ်ခဲ့တော့တာကောင်ရွာမရွာမအသက်60တနှစ်ရွယ်ဦးအုံးနှင့်အသက်80ရွယ်ဒေါ်စန်းဝေတို့ကိုလည်းမီးရှို့တက်ပြက်ခဲ့ကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများဖမ်းဆီးလာတော့အမည်မသိပြည်သူနှစ်ဦးရုပ်လောင်းများကိုလည်းတွေ့ရှိခဲ့ကြောင်းသိရှိရသည်လောလောဆယ်ရုပ်လောင်းတွေ့ပြီးအတီးပြုတ်နိုင်တာ15ဦးရှိပါတယ်နှစ်ဦးကတော့ဘယ်သူပဲဝါဆိုတာအတီးမပြုတ်နိုင်သေးဘူးစုစုပေါင်းတက်ပြက်ခံရသူက18ဦးရှိသွားပါပြီစစ်ကောင်စီတပ်သားတွေရဲ့လှုပ်ရက်ကိုကြောစရာစကလုံးရှာမရတော့ဘူး ရုပ်မှရက်ဆက်လုံးမှလည်းလူစိတ်ကိုပြောင်းနေကြတာရွာလူရွာသားတွေခလေးငယ်တွေကူရမဲ့ကဲရမဲ့ဖြစ်ပြီးတုံလုံးထောက်ထားနေကြတာမမြင်ရစရာပါပဲဘူးရစ်စကြောတုံးချင်း info comedy အဖွဲ့မှတာဝန်ရှိသူတူကပြောဆိုတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဒီတာကောင်ရွာမှရွာတွေတက်ဆွဲနေထိုင်စဉ်နေတွင်းရှိပြည်သူပိုင်းရွှေငွေအပါအဝင်တံပိုးကြီးပစ္စည်းများကိုလည်းမှွေနှောက်ယူဆောင်တွားပြီးအိမ်ဝင်တိရစ္ဆာန်များကိုလည်းတက်ပြက်ချက်ပြုတ်စားတောက်သွားကြောင်းထုတ်ပြင်အစာရေစာပြက်၍ခိုင်းနှွားများပြားလည်းတည်ဆုံးခဲ့ကြောင်းသိရတယ်။ဆိုပါကျမ်းမဲ့စစ်ကောင်စီတပ်သားများသည့် နေစွန်းတော်ရွာတွင်ဝင်ရောက်တက်ဆွဲစဉ်ကြေးရွာနေပြည်သူအတက်80ကျော်အရွယ်ဦးဟန်တင်အတက်60နှစ်အရွယ်ဦးထင်းမြင့်အတက်88နှစ်အရွယ်ဦးတန်မဏိအတက်60နှစ်အရွယ်ဒေါ်တန်းပြည့်အတက်86နှစ်အရွယ်ဒေါ်လန့်ငွေအတက်68နှစ်အရွယ်ဦးကြည်ထေအတက်69နှစ်အရွယ်ဦးအောင်မြိုင်အတက်35နှစ်အရွယ်ကိုတန်းစင်အတက်40နှစ်အရွယ်ကိုအောင်လင်းနိုင်နှင့်မလကာချန်ရွာမှအတက်80နှစ်အရွယ်ဦးညွန့်ဝေအတက်90အရွယ်ဦးစန်းဝင်းတို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းရေစကြိုတုံးချင်း info comedy အဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တဒသင်းဌာနကိုတင်ပြပြောဆိုခဲ့တယ်။ ဲဒါကတော့အားလုံးသိတဲ့နိုင်မယ်နော်ဂျွာတရားကိုစစ်တောင်းထိုးလာတယ်အဲ့ဒီစစ်တောင်းထိုးလာလို့ရှိရင်အဲ့ဒီဂျွာကလွတ်အောင်ပြေးနိုင်ပြေးမပြေးနိုင်လို့ရှိရင်အခုလိုရဲရဲဆက်ဆက်လူမဆန်တဲ့လုပ်ရက်ကိုတက်ဖြတ်တယ်ပြည်သူပိုင်ပစ္စည်းရွှေငွေနော်ဒါတွေကိုခိုးယူတယ်နော်လူယူတယ်တိရစ္ဆာန်ကျွဲနှောင်းကနေမွေးမြူးမွေးထားတာတွေအကုန်ချက်ပြုတ်စားတောက်ပြစ်တယ်တက်ဖြတ်ခဲ့တယ်အဲ့တော့ပြောချင်တာကဒါဟာတိုင်းပြည်တစ်ခုကိုကိုစားပြုတ်တဲ့စစ်တပ်ကလုပ်ရက်လာအခုအတက်80ရေအတက်80ရေအတက်90ရေအဖိုးအဖွားတွေကသူတို့ကိုဘာများပြန်လုပ်နိုင်မှာမို့လို့ဒီအဖိုးအဖွားတွေကိုရဲရဲဆက်ဆက်တက်ဖြတ်ကြတာ ဒါတရွာတိုင်းမဟုတ်ရွာတိုင်းမှာလို့ဖြစ်နေတာအဲ့တော့အတန်းဖတ်စစ်တပ်ကဘယ်လိုပုံစံအမိတ်ပေးထားလဲဆိုတော့သူအောက်မှာသူတို့ပေးတဲ့အမိတ်တွေကိုအောက်ခြေစစ်သားတွေကလေသာလိုက်နာနှိုင်အောင်လို့စစ်တောင်းထွက်ခံနေကြလို့ရှိရင်ဒီကျော်ဟာကိုစစ်တောင်းထိုးရမယ်အဲ့ဒီရွာမှာတွေ့တဲ့မင်းမမင်းတို့မင်းမအဲ့ဒီရွာမှာတွေ့တဲ့ပစ္စည်းမင်းတို့ပစ္စည်းအဲ့ဒီရွာမှာတွေ့တဲ့အရာအလုံးမင်းတို့ပိုင်တယ်မင်းတို့တိုက်တယ်လို့လုပ်ဝေးရှိတယ်ဆိုတော့လူမဆန်တဲ့ဒီစစ်ရာဇမှုကျွလုံတဲ့အမိတ်တွေကိုတော့ခွင့်ပြုခဲ့ပြီးတော့အဲ့လိုစစ်တောင်းထိုးနေတာပါနော်ဒါပေမဲ့သူတို့ဝါဒဖြစ်ချင်းဒီမှာပြည်သူကိုဘယ်လိုဆောက်ချောက်တယ်ပြောပေးမယ်ဒါတွေကဒီနေ့ခေတ်မှာဖြစ်လာတာမဟုတ်ပါဘူး နော်တစ်ချိန်ကမာနပလော့ဒေတာမှာတော့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့အကိုတွေကအစအဲ့ဒီမှာနော်စစ်တပ်ရဲ့လုပ်ရက်တွေကိုအားလုံးပြောခဲ့ပြီလားနော်ဒါကြောင့်မလို့စစ်သားတွေရဲ့လုပ်ရက်ဘာဆိုတာကျွန်တော်တို့ခစ်ဆက်ဆက်မှာကျွန်တော်မစိမ့်နိုင်ဘူးအကုန်တိတယ်အဲ့တော့ဒီနေ့ခစ်ကြတော့ social media ခစ်မှုလို့လား live ပေါ့တက်လာတာချင်းချင်းပြောရင်တော့မယုံနိုင်စရာကောင်းတော့အောင်ရုပ်မှရက်ဆက်မှုတွေကိုလုပ်နေတာဘာဖြစ်လို့လုပ်တာလဲသူတို့အနိုင်ရရေးအတွက်နော်အဲ့တော့လက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့ ပြက်တနာပေါ်မှာမူတည်ပြီးတော့နှစ်ဖက်ကတော့အမျိုးဆောင်ဆက်ဆွဲတယ်စစ်ကောင်စီအပါအဝင်စစ်ကောင်စီရဲ့နော်အားပေးထောက်ခံတဲ့ဒီ Telegram တွေအဲ Facebook တွေ TikTok တွေဘာလို့ကနေအခုတော့တို့လက်ကဆုပ်စာလူစုကဝါဒဖြန့်တာနေ PDF တွေကဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့တို့တို့အဲ့တလိုဝါဒဖြန့်တယ်လို့တစ်ဖက်ကလည်းတော်လိုင်းအင်အားစုတွေဘက်ကဒီစစ်ကောင်စီရဲ့ကျူးလွန်တဲ့အဖြစ်တွေကိုတင်ပြဒါပေမဲ့နှစ်ဖက်လုံးကတည်င်းတင်တဲ့နေရာမှာကွာခြားချက်ရှိပါတယ်ဒါဟာပြည်သူလည်းသိတယ်အဲ့ဒါဘာလဲဆိုတော့တစ်ဖက်ကတင်တာဒီအကိုအကားထောက်ထားမရှိဖုံးချင်းမှာငုတ်ငုတ်ထိုင်ပြီးတော့ဖုံးမျက်နှာကိုကြည့်ပြီးတော့တို့ဘဇက်တည်းရှိအောင်ရှောက်ပြောတာကိုတို့အမှန်လို့လုပ်ပြီးပြောနေကြတာ ဒါပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကတည်းကနော်စစ်တပ်ကရွာကိုဝင်တယ်စစ်တောင်းထိုးတယ်မီးရှို့တဲ့တပ်တွေဗီဒီယိုဖိုင်တွေစစ်သားတွေကိုပြန်လည်ဖမ်းမိတဲ့အချိန်မှာအဲ့ဒီစစ်သားတွေကိုယ်တိုင်ဝန်ခံထားတဲ့တပ်တွေတွေဒါတွေအားလုံးကိုတပ်တွေအထက်ထက်နဲ့ရှေ့ပြပြီးတော့မှဒီလောက်ရက်ကစစ်တပ်ကလုတာပါဆိုထုတ်ပြန်တယ်အဲ့တော့စခန်းတစ်ခုတိတ်လိုက်မယ်ဆိုရင်ဒီစခန်းကိုတိတ်လိုက်တယ်စစ်သားဗနယောက်မိတယ်စစ်သားဗနယောက်တိတ်တယ်လက်နက်ခဲရန်ဘလောက်ရတယ်အားလုံးကိုဓာတ်ပုံတွေဗီဒီယိုဖိုင်တွေတက်ကွက်ဗီဒီယိုထုတ်ပြန်တယ်အဲ့တော့အမှန်တရားကိုတင်တာဒီဘယ်ဘက်ကမှန်လဲဘယ်ဘက်ကမှားလဲဆိုတာအုံနောက်ရှိတဲ့လူတွေစဉ်းစားလို့ရပါတယ်နော်နောက်တစ်ခုကလက်ရှိဖြစ်နေတာ နှစ်ဖက်တော့ဝါဒဖြန့်တာပဲကိုကောင်းညီမပြောချင်ဒါပေမဲ့ကျွန်တော်တို့လက်တွေ့ကြကြနှိုင်းရှင်ပြပါမယ်အဲ့ဒါဘာလဲဆိုတော့ရွာတရွာကိုစစ်တောင်းထိုးလိုက်လို့စစ်တပ်စစ်တောင်းထိုးလို့ရွာလုံးကျွတ်ထွက်ပြေးရတဲ့ထွက်မပြေးရတဲ့ရွာဆိုတာမရှိပါဘူးပြူစောလေးရွာတော်မှအခက်မင်းမိတို့ကတည်တယ်နော်အဲ့တော့စစ်တပ်ကဒီရွာကျော်ကိုစစ်တောင်းထိုးမယ်ဆိုအဲ့ဒီမှာရွာဘယ်နှရွာရှိတယ်ကြီးရွာငါးရွာရှိငါးရွာတော့ကအကုန်လုံးလွတ်အောင်ပြေးရတယ်မပြင်းနိုင်အခုလိုကြံပြခဲ့တဲ့တက်ကြီးရွာကိုအဖိုးဘွားတွေအစားအလွတ်မပေးဘဲနဲ့ရရဆက်ဆက်တက်ပြတ်နော်ရစစ်ရွာစုမှုတွေကျွလွန်ခဲ့တယ် ဒါပေမဲ့ PDF တွေစစ်ကြောင်းထိုးလို့ရွာလုံးကျို့ထွက်ပြေးရတဲ့ data မြန်မာပြည်မှာမရှိပါဘူး။တိုင်းနာ EO EOS စစ်တောင်းထိုးလို့ရွာလုံးကျွတ်ထွက်ပြေးရတဲ့ data မြန်မာပြည်မှာမရှိဘူး။အေးစစ်ဖြစ်လို့ရှိရင်တမျိုးပေါ့။ဒီ data မှာနှစ်ဖက်တိုက်ပွဲဖြစ်နေဆိုရင်တော့ဒါကတော့ရွာသားတွေကလွတ်အရှောင်အပြေးကြနေ။ဒါပေမဲ့တာမန်စစ်တောင်းတွားလို့ PDF စစ်တောင်းတွားလို့ထွက်မပြေးတဲ့ပြင်အိုးဒီဘုံဘောင်းနေတဲ့ကြိုးဆိုပြီးတော့တီတူတွေကဘလုံမျိုးပန်းကုန်းတွေဆိုဘလုံမျက်နှာတွေကညာလို့မရဘူးကြာ။စစ်ကောင်စီတော့ရှင်းတန်းပြန်လာတယ်ပန်းကုန်းဆိုတဲ့အဲ့ဒီရုပ်တွေနဲ့ ်ပီဒီအန်တွေကိုကြိုဆိုတဲ့အချိန်မှာပြည်သူတွေရဲ့မျက်လုံးကခံစားချက်တွေမြင်အောင်ကြည့်ပါဒါအမှန်တရားလေးလိမ်လို့မရဘူးလူတစ်ယောက်ကမျက်လုံးကအဓိကသူ့ရဲ့စိတ်ကိုအနီးဆက်ဆုံးအဖြစ်ပေါ်ပါတယ်အဲ့တော့လက်ရှိညမာပြည်မှာတကယ်ပြည်သူကိုအကြမ်းဖက်နေတာဒီကျွန်တော်တို့ကပြိုင်ငင်းနေတယ်မလို့ဘယ်အဖွဲ့စည်းလဲအာလုံးတိပြည်ဖြစ်တယ်အခုညာဘက်မှာဆိုရင်မြေကြီးကြံတော်ပြီဆိုပြီးတော့အခုလိုရဲရဲဆက်လောက်ရတော့နော်ပြည်သူတွေကိုတတ်တယ်ခေါင်းဖြတ်တယ်နော်ရဲရဲဆက်ဆက်ညင်းပန်းနှိမ့်ဆက်တယ်မျိုးစုံတတ်ဖြတ်တာနော်ဂျွာတွေဝင်တယ်တို့တို့အိမ်တွေဝင်လိုက်တယ်ဒါဗီဒီယိုတက်တယ်တရားရှိတာနော်အဲ့အဖွဲ့အဲ့အဖွဲ့ ဝင်သွားတယ်ပစ္စည်းဘာမှမရှိအားဆဲဆိုတယ်ပစ္စည်းမရှိလို့ပစ္စည်းရှိတဲ့အခါအကောင်လုံးသူတို့လိုချင်တာလိုယူတယ်ပြီးအကောင်ရိုက်ပုတ်ဖြတ်စည်းချေမော့ခဲ့တယ်ဒါဟာတနိုင်ငံလုံးမှာစစ်ကောင်စီရဲ့လုပ်နေတဲ့ရုံမှမှုတွေပဲအဲ့တော့ကျွန်တော်တို့ပြောချင်တာကတချို့တဲ့လူတွေငါတို့ data မှာ AC ပဲဆိုတဲ့လူတွေအေးချမ်းတာလားကိုယ့်ရဲ့ data မှာအေးချမ်းတာလားငြိမ်းချမ်းရေးတကယ်ရနေတာလားတကယ်အတက်အိုးစီးစိမ်တွေကိုအမှန်တန်ချက်ရနေတာလားဒါမှမဟုတ်ရင်အဲ့ဒီမတရားပြုကျင့်နေတဲ့စစ်ကောင်စီကိုမှန်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 ငြိမ်းချမ်းနေလို့ငြိမ်းနေရတာအဲ့လိုလက်တွေ့ချက်ကလေတွေးနေချင်တယ်ငါတို့လှုပ်လို့မရအောင်မပြောနဲ့ မင်းအောင်နိုင်ဘေးနားမှာနေတဲ့သူတော်တော်နိုင်ကြီးကိုလုံလို့ရပါခင်ဗျာဒါတော့လူမဆန်လုံနေတဲ့အရာကြီးကိုယ့်ရင်တကားလာခောက်မှအခုလို့ထားပြေးလို့မရဘူးတော့အခုတည်းရေစကြုံမှာစစ်တောင်းထုတ်တယ်ရေစကြုံလက်တစ်ချိန်ကအဲ့ဒီအိမ်နေအဲ့ဒီကြီးကဒေသတွေခင်ဗျားတို့ငိန်နေပါတယ်ဆိုတဲ့လူတွေလိုပဲတတော်လက်တစ်ချိန်ကငိန်ခဲ့တယ်အေးစင်းပဲကျွန်တော်တို့ရောမှာဘာမှမဖြစ်ကျွန်တော်တို့ရောမှာဘာမှမဖြစ်ဘူးပဲဒါပေမဲ့အခုဖြစ်လာခဲ့တယ်ဘာနဲ့အစားထုတ်မလဲအဲ့တက်ပြန့်ခဲရတဲ့လူတွေအတွက်အစားပြန်ရမှာလားမရဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲတော်လှန်ရေးကိုနိုင်ငံလုပ်ရမလားအထူးသဖြင့်ဒီပန်းရောက်နေတဲ့ညီကောင်မောင်တို့ကနေအနေနဲ့ ငါတို့အဖေတွေငါတို့အမေတွေငါတို့ညီကောင်မတွေရှိတဲ့ယူဟာအချိန်မရွေးဒီကောင်တွေဝင်ပြီးတော့အခုလိုမတရားပြုတ်ပြစ်မှုတွေလုံနိုင်တယ်ဆိုတော့ဟဲ့ဒီကောင်တွေမှာကျွန်တော်လူတိုင်းတွေးထားမှာအဲ့လိုတွေးပြီးငါတို့ဘာလုပ်နိုင်မလဲနံပါတ်၁ကိုလုံနိုင်စွမ်းအားလောက်ပဲကိုထုတ်ပါကိုကတစ်ချက်ဘူးလောက်လုံနိုင်ပြီးတော့၁၀၀ဘူးလောက်တော့တွားမှန်းမှန်းနဲ့အလန်းချက်အလဲလက်ပြီးကျွန်တော်တို့အင်အားတွေဆုံးဆုံးမယ်အဲ့တော့ငါဘာလုပ်နိုင်လဲရေရှည်ကိုကြည့်မယ်ရေတိုကိုကြည့်မယ်ရေတိုမှာငါဘယ်လောက်လုပ်နိုင်မလဲရေရှည်မှာဘယ်လောက်လုပ်နိုင်မလဲကိုလုံနိုင်တဲ့အတိုင်းတာကနေတနေရာတော့လုပ်ပေးပါအများကြီးမတောင်းဆိုဘူးအခုပြည်ပမှာယောက်ျားလေးတွေမိန်းကလေးသူဖြစ်လူငယ်တွေအလုတ်ထွက်လုပ်နေတယ် နော်ကိုယ်ဆွေမျိုးသားချင်းတွေဒါရေစကြိုတဲခန့်နေနိုင်ငံသားကိုထွက်ပြီးအလုံးလုံးနေတဲ့လူတွေရှိမှာပဲကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေထဲမှာဟုတ်တယ်နော်အဲ့တော့အဲ့ဒီရေစကြိုလိုပဲအခြားခြားတော့ဒေတာညီကိုမောင်နှမတွေနော်ညီတွေညီမတွေအနေနဲ့လဲစဉ်းစားမှာကငါတို့ကိုယ့်လူကိုလုပ်မယ်သူများနိုင်ငံမှာအလုံးမလုံးလို့မရဘူးရက်တိလို့မရဘူးသူများနိုင်ငံဥပဒေနဲ့လေးစားမယ်သူများနိုင်ငံမှာအလုံးလည်းလုပ်မယ်ကိုယ့်အိမ်ကိုပတ်စံနဲ့ပို့မယ်ဒါပေမဲ့လို့တော်လိုင်းတလပ်ပြေဝိုင်းငါတို့ဘာလို့ပေးနိုင်လဲထောက်ဖို့လုပ်နိုင်တယ်မှာကိုယ့်အိမ်ထဲကကိုနိုင်တယ်လို့တရားနိုင်တာ၂00နိုင်တာ1000နိုင်တာ1000နိုင်တာ ဒါမှမဟုတ်တပြားမှမနိုင်ဘူးโอเคရတယ်ငါ့အလုပ်မှာညီကောင်တော့အများကြီးရှိတယ်ငါတော့မိသားစုများတယ်ဝင်ဝင်မကောင်းဘူးเนาะအဲ့ဒါဖြစ်လာငါထောက်ဖို့လုပ်ဝင်မယ်လားစင်းစရာတိတိကျကျဖြစ်လာမယ်ကွာမင်းနာမည်ဘယ်လိုလဲရောမောင်ဖြူဘလောက်မောင်နီဘလောက်မောင်ဝါဘလောက်ပြောတယ်မှာမင်းတို့လူတွေဝင်အားလုံးဘလောက်ရတယ်เนาะငါဘယ်ကိုပို့လိုက်လဲလိုအပ်တဲ့နေရာကိုယ့်အကူတိုက်ရိုက်ပို့နိုင်ပို့ကြပါဒီဒေါ်လာရင်းမှာလိုအပ်နေတာထောက်ဖို့အရန်လိုအပ်တယ်ထောက်ဖို့ဒါကြောင့်မို့လို့ကျွန်တော်အများပြောပါတယ်ဖိတ်ခေါ်ပါတယ်ထောက်ဖို့ထွက်လာပါတက်တိငွေးကြပါကျွန်တော်တို့တော့မနာပဲလုပ်နေလေဆိုတော့အာနားကျင်တာပေါ့ဒီတော်လိုင်းအခုချက်ချင်းပြီးအခုချက်ချင်းကျွန်တော်ထအောင်ကားလိုက်အောင်မယ်ဒါပေမဲ့ကျွန်တော်တို့ရက်တန်းလို့မရဘူးလေ ဟုတ်တယ်မလားဒီပွဲမပြီးမရှိကျွန်တော်တို့ရက်တန့်လို့မရဘူးဒါကြအဲ့ဒီစိတ်နဲ့ပဲကျွန်တော်တို့ဒါကြောင့်မလို့အခြားလူတွေနေကိုနဲ့မဆိုင်သလိုပျော်ပါမယ်သွားလာမယ်အေးပြေးဝမ်းပြေးဝမ်းနာကြည့်တယ်ကိုတောက်ခောက်လိုက်မယ်ပြီးရင်ကိုလို့ကိုလို့မေ့နေမယ်ဆိုရင်ဒါအဆင်မပြေဘူးပုံမှန်လေးကိုကိုကိုလည်းမထိခိုက်စေရအောင်ကိုစီဝါရီလည်းမထိခိုက်စေရအောင်ကိုရဲ့လုံခြုံရေးလည်းမထိခိုက်စေရအောင်တစ်ဖက်မှာလည်းခုနကပြောသူနိုင်တော့လူ၁၀ယောက်ကိုဥဆောင်နိုင်တဲ့လူ၁၀ယောက်ကိုဥဆောင်နိုင်ဒါတိုင်းပို့နိုင်ပို့မပို့နိုင်ရင်ကိုနိုင်ကိုရောက်ရှိနေတဲ့နိုင်ငံရဲ့စိတ်ချယုံကြည်ရတဲ့တမန်တော်မှတ်ချတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်ဒီကိုရှာပါစီစစ်ပါတတိယချက်ချက်ပွဲချွေးနေတာအလေထားမဖြစ်နေတဲ့ နော်ကျွန်တော်လည်းဖတ်ဖို့တရားကျွန်တော်လည်းမယုံနဲ့စီစစ်ဒီကောင်ဘာလုပ်နေလဲဘလို့လုပ်လဲရှင်းတန်းနေဘလို့ထုတ်လဲတူရတဲ့ငွေစည်ရုံဘလို့တင်ပြတယ်တိတိကျကျစီစစ်ပြီးတေချာတဲ့လူလက်ထဲကိုမထည့်ပါဒါမှမဟုတ်ကိုကိုတိုင်ကနော်ပို့ပြီးတော့လုံနိုင်တယ်ကုဆောင်နိုင်တယ်မြေပြုံတိုက်ရိုက်တွားနိုင်တယ်ဆိုရင်မြေပြင်မှာဘယ်ဖွဲ့တရားတေချာလုပ်လဲငါ့ရွာအဖွဲ့မလို့ငါထောက်ပံ့မယ်လို့လို့မရဘူးနော်တကယ်တော်လိုင်းရေးစိတ်နဲ့ဘယ်ရွာဖြစ်ဖြစ်ကျွန်တော်တို့လိုအပ်ချက်အရေးကြီးတဲ့အရာကိုနံပါတ်1ဦးစားပေးရမယ်ထိရောက်တဲ့အရာကိုနံပါတ်2ဦးစားပေးရမယ်အဲ့ဒီနှစ်ချက်နဲ့နိုင်ရှင်ပြီးတော့တကယ်လုံနေတာနောက်တစ်ခုရှိတာကစစ်တပ်ကိုဖြစ်တိုင်းတော်လှန်ရေးမဟုတ်ဘူးနော် ဲ့ဒါလေးကိုအားလုံးသိဖို့လိုတယ်အာကျွန်တော်တို့ရောက်မှလည်းအဖွဲ့ရှိတယ်နော်ကိုယ့်ကိုဖွဲ့ထားတယ်ဘလူးအောက်ထဲဝင်တယ်ဘလူးအောက်ဝင်လူလေး15ယောက်နဲ့တနက်လေး50လေးလောက်နဲ့စစ်တပ်နိုင်ပြစ်တယ်ဟုတ်ပါတယ်ကျွန်တော်တို့ကတော်နိုင်ရေးဆိုတာစစ်တပ်ကိုပြစ်ဖို့မဟုတ်ဘူးအဲ့ဒီစစ်အာဏာရှင်တုတ်ကြောင်လုပ်ဖို့အတွက်စစ်တပ်ကိုပြစ်ရုံတစ်ခုနဲ့တော်နိုင်ရေးလို့တတ်မှတ်လို့မရပါဘူးအာဏာရှင်စနစ်တုတ်ကြောင်ဖြုတ်ဖို့အတွက်စစ်သားတွေအားလုံးကိုကျွန်တော်လက်ကတ်လို့မရဘူးဒါပေမဲ့အဲ့ဒီစစ်သားတွေအားလုံးကပြည်သူကိုဒုက္ခပေးနေအောင်အပေါ်ကနေထိ ंछ ုတ်ထားတဲ့အရာတွေကိုကျွန်တော်တို့ကဖြိုရမှာ ဲ့ဒီပေါ်မှာကျွန်တော်တော်လန်ရေးလမ်းကြောင်းတိုင်းတွန်းနိုင်ကြအောင်လို့လိုရတယ်။သူတလူငါတမင်းတူလဲဆရာငါလဲဆရာတက်တာ40ကို60ဖြစ်နေရင်တော့ကျွန်တော်တို့တော်လန်ရေးဘတော်မအောင်မှာမဟုတ်ပါဘူး။ကျိန်းနေတယ်။ဒါကြောင့်မလို့ထောက်ပံ့တဲ့ပြည်သူတွေအနေနဲ့ရတယ်။အဲ့ဒါလိုမျိုးတော်လန်ရေးလမ်းကြောင်းတွေဖေတွင်နေတဲ့အဖွဲ့အစည်းနော်။တော်လန်ရေးကိုထိခိုက်စေမဲ့ရေရှည်မှာထိခိုက်ရနိုင်မဲ့တောင်းဝင်ယူမှုတောင်းဝင်ကောင်းမှုမရှိတဲ့လက်နက်ကင်မှုတွေဒါတွေကိုကျွန်တော်တို့ကလုံးဝအားပေးလို့မရဘူး။တကယ်တော့နိုင်လမ်းကြောင်းမှာရှောက်နေတဲ့အဖွဲ့အစည်းတွေကိုရွေးချယ်ပြီးတော့ကျွန်တော်နိုင်တဲ့လောက်လောက်ကြမယ်ဆိုရင်အခုလိုအကြမ်းဖက်လောက်ရက်တွေကိုကျွန်တော်တို့အများကြီးတားဆီးနိုင်ပြီးတော့ဒီအာနာရှင် အဲ့ဒီအနာရှင်အပေါင်းပါတယ်ကျွန်တော်တို့ပြည်သူကကျင်းနေအနိုင်ရပါတယ်ဒါဟာအရေးကြီးပါတယ်ဒါကြောင့်မလို့မြင့်သားရက်ခံကျင်တာကဒီပရောက်နေတဲ့ဒီကိုမောင်မောင်နေနေရှေ့ထွက်လာပါဝိုင်းလောက်ကြပါနိုင်တဲ့နေရာကြိုးစားပေးကြပါအားလုံးကလုံနိုင်စွာရှိပါတယ်ကိုကိုအထင်မပေးပါနဲ့ငါမလုံနိုင်ဘူးမထင်နဲ့ငါတော့လုံနိုင်ထိသွားမှမထင်လုံစမ်းပါရဲရဲတင်းတင်းလုံကျွန်တော်တို့ကြည့်ပါဟုတ်တယ်မလားကျွန်တော်ဆိုချက်ချင်းပဲစက်ခံထိထားတာဟုတ်ဘန်ကောက်မှာရှိတဲ့ရုံးကြုံတွေအထိကျွန်တော်တို့အစစ်စစ်ခံခဲ့ရတာထုံးမပြတာပဲရှိတယ် နော်ဒီမှာစစ်ထက်ထက်စစ်ကန်ကြီးဒါပေမဲ့ဘုရင်ကပြောသူတို့နိုင်ငံဥပဒေတွေဥပဒေတွေတက်နိုင်ဆုံးလေးစားလိုက်နာအောင်မညှိအောင်နေပေးတယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်လွတ်လပ်ရေးအတွက်ကတော့ကျွန်တော်တို့တွေအကြောက်တရားနဲ့ရက်တက်မနိုင်ဘူးကျွန်တော်တို့လောက်တာညမတရားမှုပေါ့မတရားလာပြုတ်ကျင့်တဲ့အရာကိုကျွန်တော်တို့တွေကပြန်လည်ခုခံတာဒါကြောင့်မလို့ကျွန်တော်တို့တွေနိုင်အောင်တိုက်လာဒါပါပဲဟုတ်ကဲ့ပါကိုစစ်တဲ့နေနဲ့တော့ဒီလောက်ပါပဲစစ်ခွေးတွေကတော့တော်တော်လေးရက်ဆက်ရုံပါတယ်ဗျာနော်အဲဒါကြောင့်ကျွန်တော်တို့ဒီမျိုးသတင်းတွေကိုကြားပြီးရနောက်ပိုင်းမှာပါနော် ျွန်တော်တို့တွေမသေးချေရှိရမယ်ရန်သူကရန်ကပြတ်တယ်လို့ပေါ့နော်ကျွန်တော်တို့လည်းရန်ကပြတ်ဖို့လိုပါတယ်အဲဒါကြောင့်ပေါ့နော်ဒီရဲ့တော်လန်ရေးကိုမြန်မြန်ဆုံးပြီးမှပဲကျွန်တော်တို့ပြည်သူလူထုတွေခံရတာတွေပေါ့နော်တတမှာဒီရဲ့တရင်ကိုကြားတော့စိတ်မကောင်းပေါ့နော်ဒါပေမဲ့ကိုစီပြောရတဲ့စကလုံးတွေကကျွန်တော်တို့ခွန်အားလည်းရစေတယ်လို့ကျွန်တော်တို့အတွက်စီလုံးမှုလည်းပိုရစေတာဖြစ်တဲ့အတွက်ပြန်လဲတင်ဆက်ပေးရရချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အမှန်တကယ်ပြောတော့ပါဗျတတိလေးနဲ့ပတ်သက်ပြီးတော့ကိုထင်မြင်ချက်ကိုကိုမမရေးခဲ့ပြပါအောင်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးလည်းဒီမှာပဲအဆုံးသတ်ပါတယ်ဆုံးဒီလက်ပါကြည့်ရှုပေးတဲ့ညီကောင်မတို့ ရောက်ချင်းတွေတိုင်းလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့တော်တိုင်းကြီးကိုမောင်းမောင်းများအားလုံးဆက်ဆက်ရအောင်ဆက်ပြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်လေးကျမှပြန်လည်ကြမယ်ကျမရေကြည့်ဆက်ကြပါခင်ဗျာ